စက်ကလေးကတော့အဲလက်ဆွဲကောင်လေးတယောက်အကြောင်းပါသူငယ်စဉ်ကမာစတာဘွေးရထားတဲ့အမေနဲ့အတူနေထိုင်ခဲ့ပါရီသူရတဲ့နှစ်နှစ်အရွယ်မှာစတော့မိဘဝီကွာရှင်းခဲ့ပါရီသူ့အမေဖြစ်တဲ့အီလီယာနာကအဲလက်ကိုเจ้ามาจู้ซาပြီးတော့အခွင့်လန်းတွေပို့ရအောင်လုပ်ဖို့တိုက်တွန်းခဲ့ပါရီအမေဖြစ်သူကသူ့ရဲ့เจ้าပညာထက်ဒါဖြစ်သူ့ရဲ့เจ้าပညာပိုကောင်းဖို့တိတ်ပြီးစိတ်ဝင်စားပြီးတော့ဟာဘက်အထိရောက်စီရှင်တာပါအဲလက်ကเจ้ามาจู้ซาမယ်လို့ကတိပေးပါရီ တနေ့အเจ้าမှာဆိုရင်เจ้าဆရာမကြီးမစ္စစ်တော်မြတ်ဟာအဲလက်ကိုခေါ်ပြီးသူ့အမေရဲ့တငယ်ချင်းအဲလီနဲ့မိတ်ဆက်ပေးပါရင်းသူ့အမေထိခိုက်တရားရပြီးတော့ဇေယုံမှာအခြေအနေမကောင်းဘူးလို့ပြောပြပါရင်းအဲလက်ဟာသူ့အမေစီကိုတွားတော့အမေဖြစ်သူကတတိလက်နေစေပါသူကအမေနဲ့ပဲနေတာဆိုတော့တယောက်တည်းမနေရအောင်အဲလီမှာအဲလက်ကိုသူ့ရဲ့အိမ်မှာခဏလာနေဖို့ခေါ်ခဲ့ပါရင်းအတူချုပ်ပြောမယ်ဆိုရင်အီလီအာနာတယောက်ဇေယုံကနေဆင်းလာခဲ့ပါပြီဒါပေမဲ့မတော်ဆဖြစ်ပြီးရနောက် ဥခေါင်ထိခတ်တဲ့အရာပြီးနောက်ဆုံးမှာစိတ်နှခွယောဂရရှိသွားခဲ့ပါရင်ပထမတော့အခြေအနေတွေတည်ငင်ခဲ့ပေမဲ့ဈေးတွေကသူ့ရဲ့အုံနောက်ကိုဒုက္ခပေးလာပါရင်သူ့အမေကဈေးမတောက်တော့ပါဘူးအဲ့ဒါကြောင့် LF ကို A ဆက်ဆက်နဲ့ကြမ်းတမ်းစွာဆက်ဆံလာခဲ့ပါရင်တနေ့မှာတော့ LF ကသူ့အမေကိုစိတ်အနှောက်အယှက်မဖြစ်အောင်လက်မှတ်ထိုးဖို့အတွက်အမတ်စင်းကိုခြံထားခဲ့ပါရင်ဒီလိုနဲ့အကြောင်းရတနေ့မှာဆိုရင်မစ်စ်တော်မဲက LF ကိုနောက်တစ်ခါစကားပြောပါရင် အခုဒီခါမှာဆိုရင်အဲလက်ကိုကလေးဆောင်းရှောက်ရေးက message editing ကနေမိတ်ဆက်ပြောပါရင်သူ့အမေဟာနေမကောင်းတဲ့အတွက်ဈေးရုံပြန်တက်ရတော့မှာပါဒါကြောင့်အစိုးရကသူ့အမေဈေးရုံကနေပြန်ထွက်လာတဲ့အထိအဲလက်ကိုဆောင်းရှောက်ဖို့အတွက်တခြားလူတစ်ယောက်ကိုရှာပေးမယ်လို့ပြောပါရင်အဲလက်ကိုမိမတယောက်ကသူ့ရဲ့အင်္ဂနေခေါ်သွားပြီးတော့မွေးစားမိသားစုတစုနဲ့နေစီခဲ့ပါရီအတူချုံပြောမယ်ဆိုရင်အီလီအာနာဇေယုံကနေတလားလောက်နေပြီးတော့ပြန်စင်းလာခဲ့ပါပြီဒါပေမဲ့သူ့ရဲ့နလန်ထမှုကကြာရှည်မခံပါဘူး သူ့စီးရဲ့ဘေးထွက်ဆိုးကျိုးဝေကြောင့်ရုန်းကန်နေရပြန်မာရီ LF ကလည်းအမေဖြစ်သူနဲ့ပြန်နေထိုင်ရတဲ့အတွက်တယောက်ထဲနေနေရတယ်လို့မျိုးခံစားလာရပါရီ LF ကြောင်းသွားခန်းဒီမှာအလုရှာနေခဲ့တဲ့အီလီယာနာစီကနေအိတ်ဆောင်ပိုက်ဆံတောင်းခဲ့ပါရီအီလီယာနာကတိတ်ပြီးစိတ်ဆိုးသွားခဲ့ကသူ့ရဲ့အိတ်ထဲကပြည့်စည်ဝေကိုဖြုတ်ချလိုက်ပါရီသူ့စီမှာပိုက်ဆံမရှိဘူးဆိုတာကိုပြရှင်ခဲ့တာပါ သူ့ရဲ့အပြုမူကကြောက်စရာကောင်းတဲ့အတွက်အဲလက်တယောက်အရန်ကိုကြောက်သွားခဲ့ပါပြီးကန့်ကောင်းတာကအိန္ဒိနာရှင်တယောက်ဟာကြားသွားခဲ့ပြီးရဲကိုခေါ်ခဲ့ပါပြီးရဲဝေကဇေယုံမှရှိတဲ့သူနာပြုတယောက်နဲ့သူရောက်လာခဲ့ပြီးတော့အီလီယာနာကိုအိမ်ကနေဇေယုံပြန်ပို့လိုက်ပါပြီးဒီလိုပုံစံကအချင်းချင်းဖြစ်လာခဲ့ပါရင်တခါတလေသူဟာဇေယုံမှာတပတ်လောက်ပဲနေရပါရင်တခါတလေလပေါင်းများစွာနေရပါရင်ဒါကြောင့် Elf ကမတိတဲ့လူတွေနဲ့နေထိုင်ရတာများခဲ့ပါရင်အီလီယာနာစိတ်ဖြစ်စီမှုမရှိဘဲနဲ့အိမ်ပြန်လာတဲ့အခါမှာတော့မ Elf ဟာသူ့ကိုကြောက်နေစေပါ သူ့အမိကသူ့ကိုသူတော်မဆောင်ရှောက်နိုင်သေးတာဖြစ်ပါလိမ့်အဲလက်ကိုဆောင်ရှောက်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူးဒီလိုနဲ့အဲလက်တယောက်အထက်တန်းကျောင်းရောက်တဲ့အထိဖြစ်ခဲ့ပါလိမ့်သူကဂတိအတိုင်းကျောင်းမှာစူးစမ်းခဲ့ပြီးတော့အမှန်ကန်ကောက်နဲ့ဆက်လုပ်နိုင်ခဲ့ပါလိမ့်တနေ့ကျောင်းမှာဆရာမကစာမျက်နှာ90စာတန်းတစ်ခုကိုအဖွဲလိုက်လုပ်ဖို့ပေးပါလိမ့်အဲလက်ကတော်တဲ့ကောင်လေးဖြစ်တာကြောင့်သူ့ရဲ့အတန်းဖော်ရီဖြစ်တဲ့ဒန်နီနဲ့လူစီတို့ဟာသူတို့ရဲ့အဖွဲမှာဝင်ဖို့အတွက်ဖိတ်ခေါ်ခဲ့ပါရင်းအဲလက်ကတော့တူလိုက်ပြီးဒီနေ့ရောက်ကလည်းသူ့ရဲ့အထက်တန်းကျောင်းကတငယ်ရှင်အစ်စ်တွေဖြစ်လာခဲ့ပါရင်း အဲ့လက်ထာသူ့တငယ်ရှင်တွေကိုဒီစာတမ်းအတွက်စ조사လုပ်ဖို့စီရုံးနိုင်ခဲ့ပါရင်အကြောင်းကတော့ဒီ project မှာဆိုရင် A+ plus ရရှိဖို့လိုအပ်ပါရင်ဘာကြောင့်လဲဆိုရင်တော့သူ့ Harvard တက္ကသိုလ်ကိုတက်နိုင်ဖို့အတွက် GPA အပြစ်ပြောစရာမရှိအောင်ထိန်းထားဖို့လုံအောင်ကိုလိုအပ်ခဲ့တာပါလူစီကတော့အဲလန်အဲ့နာကိုလုံနိုင်မယ်လို့ယုံကြည်ပါရင်တခြားတစ်ဖက်မှာဆိုရင်အီလီအာနာဟာအဲ့ဒီအခြေအနေအတိုင်းပဲဆက်ရှိနေပါရင် သူကစေးတောက်နေရတဲ့အတွက်အလုံးမလုံးနိုင်တဲ့ကြောင့်အမြဲတမ်းအယံကိုစိတ်ဆိုးခဲ့ပါရီးဇေဝေဟာသူ့ကိုတင်ငင်အောင်ကူညီပေးပေမဲ့အာယုံဆူဆိုင်ဖို့အတွက်ခက်ခဲစေပြီးတော့ခေါင်ကိုက်တာဝေဖြစ်စေပါရီးတ냐မှာအဲလက်အိမ်ပြန်ရောက်တော့စားစရာမရှိတာကြောင့်ဝမ်ပိုက်ဖြည့်ဖို့ပြည်နယ်ထောင်လေးနဲ့ပဲကျဉ်တ်ခဲ့ပါရီးအမေဖြစ်သူကလည်းအခန်းထဲမှာအမြဲတမ်းငိုနေတတ်ပါရီးတမန်နဲ့မှာတော့အဲလက်ကြောင့်ကိုအီလီယာနာရုတ်တရက်ရောက်လာခဲ့ပါရီးသူရဲ့ကြောင်းအကြောင်းအမေကိုအတိမပေးတဲ့အတွက်အဲလက်ကိုစူပူလဲပါရီးဒါကြောင့်အဲလက်ကဒန်နီနဲ့လူစီရဲ့အရှိမအယံကိုရှက်သွားခဲ့ပါရီး လူစီကအဲလေးအမီကိုဘာဖြစ်တာလဲလို့မေးတော့အဲလေးကအချင်းကြီးကိုရှင်းပြပါရီးသူတို့ရဲ့မိသားစုမှာဆိုရင်ပိုက်ဆံသိမ့်မရှိတာကြောင့်အမေအတွက်ဈေးကူတမှုကောင်းကောင်းမတတ်နိုင်ဘူးလို့ပြောပါရီးစီယုံကသူ့ရဲ့အမီကိုအရန်ဆိုးဆိုးဝါဖြစ်မှပဲလက်ခံကူတာပြတော့ပါလူစီကအဲလက်ကိုနားလဲပေးနိုင်ပါရီ။ဘာကြောင့်လဲဆိုရင်သူ့အဖေမှလည်းအရက်ပြဿနာရှိနေလို့ပါ။တနေ့မှာတော့အဲလက်အိမ်ပြန်ရောက်ပြီးတော့သူ့ရဲ့ပစ္စည်းအလုံးကအပြင်ထုတ်ထားတာကိုတွေ့ရပါရီ။မိခင်ဖြစ်သူဟာအိမ်လာခမတတ်နိုင်တော့ပါဘူး။ဒါကြောင့်အိမ်ကနေအနေထုတ်ခံရတာပါ။ မစ်ဆစ်အန်ဒင်ကာကအလက်အတွက်မွေးစားမိပါရှာပြီးခဲ့ပါရင်းနှစ်တိုင်း LSC ဒီလိုအဖြစ်ပြက်တွေဖြစ်လာခဲ့ပါရင်သူ့အမေကဇေယုံဝင်လိုက်ထွက်လိုက်နေဆိုတော့သူကလည်းမွေးစားအိမ်နေအကြအမြဲတမ်းပြောင်းရွှေ့ခံရပါရင်းဒီအခြေအနေကိုသူပဲပြင်နိုင်တယ်ဆိုတာသိခဲ့ပါရင်းအဆုံးမှာတော့ LSC ကအမေရဲ့အုတ်ထင်းခွင်းကိုရက်ဆိုင်ဖို့အတွက်ဆုံးဖြတ်ပါရင်းတရားဝင်လှုံ့ဆော်ဖို့အတွက်ပြည်နယ်အရေးယူဆွဲဆိုရေးရှိနေတဲ့တွေးဆခဲ့ပါရင်းခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့အကောင်းဆုံးဖြစ်မယ်ဆိုတာကိုသိခဲ့ပါရင်းဒီလိုလောက်ရပြီမဲ့လေတူကအမေဖြစ်သူကိုခ ्यू ဆိုင်နေစေပါ တရားရုံးမှာအီလီအာနာရဲ့ကောင်းကျိုးအတွက်သူပြောမယ့်အရာတွေကိုသူ့အမေမကြားစေဖို့အီလီအာနာရဲ့ရှင်းနေတယောက်ကကိုစားပြုတ်ပေးခဲ့ပါရင်အဲလက်ဟာအမေနဲ့ဆက်ဆံရေးဖြည့်ဆင်ရတဲ့အကြောင်းပြချက်အလုံးကိုတရားသူကြီးစီဖွင့်ရခဲ့ပါရင်သူအနိုင်ရမယ်ဆိုရင်သူ့အမေကိုတကယ်ပဲဆုံးရှုံးရမှာကိုတိခဲ့ပါရင်တရားစီရင်ပြီးရင်တော့တက်တည်ပေးဖို့ရောက်လာတဲ့အီလီအာနာနဲ့အဲလက်တို့တွေ့ဆုံခဲ့ကြပါရင်ဖြစ်ပျက်ခဲ့တာဝေအတွက်တောင်းပန်ခဲ့ပါရင်လွတ်လွတ်လွတ်ရပေမယ့်အခုထိနာကျင်နေစေပါအတူရှုံပြောမယ်ဆိုရင်ရှင်းနေကအဲလက်ကိုပြောပြလိုက်ပါရင် အီလီအာနာရဲ့ထွက်ဆိုချက်ကသူ့ကိုအကူအညီမဖြစ်စေခဲ့ဘူး။ဒါကြောင့်တရားသူကြီးကသူ့ရဲ့အုတ်ထင်းခွင့်ကိုပယ်ဖျက်လိုက်ပါရင်းဒါအပြင်အဲလက်ဟာအသက်၁၆နှစ်ရှိပြီဖြစ်တဲ့အတွက်သူ့အတွက်ရေရှည်နေထိုင်ရေးအစီအစဉ်ကိုသူ့ကိုယ်တိုင်စီစဉ်ရမယ်လို့ပြောလိုက်ပါရင်းလလောဆယ်မှာဆိုရင်အဲလက်ဟာမိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနမှာနေနေရပြီးသူ့ရဲ့အထက်တန်းကျောင်းကိုဆက်တက်နိုင်ခဲ့ပါရင်းဒီမိဘမဲ့ဆောင်ရှောက်ရီဌာနမှာနေနေတဲ့အချိန် Brams ရဲ့ကလေးဝေကိုဆောင်ရှောက်တူတယောက်နဲ့ LS ဆုံပါရီအဲ့ဒီနေရာမှာစီကန်တွေက LS အတွက်တင်းကျပ်လွန်ပါရီ ဥပမာစာလေးလာနေတဲ့အချိန်ဒီမှာညာအစဲနိုင်မှာအိတ်ရမယ်ဆိုမျိုးတွေပါကန်ကောင်းတာကငှိနှိုင်းပြောဆိုပြီးတော့ဘရမ်ကသူ့ကိုခွင့်ပြုချက်ပေးခဲ့ပါပြီးပြီးတော့အဲလန်သူ့ရဲ့အခန်းကိုတွားပြီးသူ့အခန်းပေါ်ကားလုပ်နဲ့တွေ့ပါပြီးအဲ့ဒီညာစာလေးလာနေတော့ကားလုပ်ကအေဂျီဘရာနဲ့ပတ်သက်ပြီးတော့အရန်စိတ်ဖိစီးနေတာ အဲလက်တတိထားမိခဲ့ပါရင်ဒါကြောင့်ကိုညီပေးဖို့အတွက်ကန့်လန့်ခဲ့ပါရင်ကြောင်းမှာဆိုရင်အဲလက်ဟာသူ့ရဲ့တငယ်ချင်းတွေကိုစာတင်ပေးတဲ့အတွက်အခအကျင်းဝင်ယူပါရင်ဒါပေမဲ့မိဘဆောင်ရှောက်ရဲ့ဌာနမှာဆိုတော့ကာလုတ်ကိုအခမဲ့ပဲကိုညီပေးနိုင်ပါရင်ကာလုတ်ကအဲလက်ရဲ့စုတစိတ်နဲ့ပညာသင်စုအားလုံးကိုမယုံနိုင်အောင်အံ့ဩတွားခဲ့ပြီးမနာလိုအောင်ဖြစ်မိပါရင်သူ့လိုကလေးတွေကကောလိပ်မတက်နိုင်ဘူးလို့ထင်ခဲ့ပါရင်ဒါပေမဲ့အဲလက်ကသူ့အမိသင်ပေးခဲ့တာကပညာဟာအခွင့်အလမ်းတွေကိုဖွင့်ပေးတဲ့တော့ချက်ဖြစ်ပြီးတော့လူအိမ်မှာပညာသင်ခွင့်ရှိတယ်လို့ပြန်ပြောခဲ့ပါရင် ဲ့ဒါကိုကြားပြီးနောက်ကာလုတ်ကစာလိလာဖို့ဆုံးဖြတ်ပြီးအဲလက်ကိုတင်ပေးခွင့်ပြုခဲ့ပါသည်သူတို့နေရာတငယ်ရှင်ဖြစ်ဖို့အချိန်မကြာလိုက်ပါဘူးပြီးတော့သူတို့ဘယ်လိုမိဘမဲ့ဌာနရောက်လာခဲ့တာလဲဆိုတဲ့အကြောင်းဒီကိုဖလှယ်ကြပါသည်ကာလုတ်ရဲ့ကံကြမ္မာကအဲလက်နဲ့ဆင်တူခဲ့ပါသည်ကွာရတာကတော့သူ့ရဲ့အမေကမွေးရစေးဆွဲသူတယောက်ဖြစ်ခဲ့တာပါတနေ့မှာအဲလက်ရေရှိုးပြေနောက်ကာလုတ်ကမိဘမဲ့ကလေးဌာနကကလေးတယောက်နဲ့ရန်ဖြစ်နေတာကိုမြင်လိုက်ရပါသည်ဒါဟာကာလုတ်တတိယအကြိမ်ရန်ဖြစ်တာဖြစ်လို့သူ့ကိုနေရာတစ်ခုအပြောင်းရွှေ့ခဲ့ပါသည် အဲလက်တငယ်ချင်းတယောက်ဆုံးရှုံးသွားတဲ့အတွက်စိတ်မကောင်းဖြစ်ရပါရင်နှုတ်ဆက်ကြတဲ့အခါမှာကာလုတ်ကိုစာလေးလာမှုအပေါ်အာယုံဆိုင်ဖို့မှန်ခဲ့တယ်ပါရင်နေ့တိုင်းမနေ့ဖက်မှာဆိုရင်ဟန်နရီဆိုတဲ့ဂျေဆုရှိတဲ့ရင်မောင်းစီကနေအဲလက်ကအကြောင်းကိုကားစီခွင့်ရခဲ့ပါရင်ဟန်နရီဟာအဲလက်ပြလိပ်စာကိုလူရဲ့မသိစေရှင်တဲ့အတွက်ကျောင်းနဲ့ဝေးတဲ့နေရာကနေကားလာကြတာကိုနားလည်ပြီးခဲ့ပါရင်ကြောင်မှဆိုရင်အဲလက်ပြအကူညီကြောင့်ဒန်နီနဲ့လူစီတို့အန်နန်နဲ့စာတမ်းမှာသူတို့အတွက်ပထမဆုံးအေကိုရရှိခဲ့ကြပါပြီ။ဒါကလည်းသူတို့ကိုအရင်ပျော်ရွှင်စေပါပြီ။ တစ်ချိန်မှာပဲအီလီအာနာကတရားဝင်အဖြစ်အဲလက်ရဲ့အမိမဟုတ်တော့ပေမဲ့သူကအမိကိုမမေ့ပါဘူးအီလီအာနာစေယုံတဲ့ရတဲ့အခါမှာတော့မှသူကအမိရဲ့အနားမှာဆက်ရှိခဲ့ပါလိမ့်တနေ့အဲလက်ဟန်နရီခေါ်မဲ့အချိန်စောင့်နေတော့ဒန်နီနဲ့လူစီတို့ရောက်လာခဲ့ပြီးကားစီးခွင့်ကန့်လန့်ခဲ့ပါလိမ့်ဒါပေမဲ့ဟန်နရီရောက်လာတဲ့အခါမှာသူတို့ကအဲလက်မိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနမှာနေနေတာကိုတိတွားကြပါလိမ့်တနေ့အကြောင်းပါဆိုရင်ကျောင်းအုပ်ကြီးနဲ့မစ္စစ်အဲဒင်ကာတို့ကအဲလက်နဲ့စကားပြောခဲ့ကြပါလိမ့် ဘတ်ဂျက်ကန့်သက်ချက်တွေကြောင့်နောက်တစ်နှစ်မှာသူ့အတွက်တည်ယူပို့ဆောင်ရေးကိုထောက်ပံ့မပေးနိုင်တော့ဘူးလို့ပြောကြပါရီးမိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနနဲ့ပို့နီးတဲ့အကြောင်းကိုပြောင်းဖို့အတွက်အကြံပေးခဲ့ပေမဲ့ LF ဟာလက်ရှိအကြောင်းမှာဆိုရင် တက်တော့တက်တာရှိလို့မပြောင်းရှင်းပါဘူးဒါအပြင်ကြောင်းပြောင်းတာကသူ့ရဲ့ဟာဘက်တက်ကလို့တက်ရောက်ခွင့်ကိုလည်းထိခိုက်မှာကိုဇွင့်ခဲ့ပါရီးသူကဟန်နရီကိုအကူအညီတောင်းခဲ့ပေမဲ့ဟန်နရီကတိတ်ပြီးမကူညီနိုင်ခဲ့ပါဘူး အဲ့လေအရန်ကိုစိတ်ဖြစ်စည်းသွားပြီးတော့မိရွယ်ပဲနဲ့ဟန်ဒရီကိုစိတ်ဆိုးမိပါရင်ဒါပေမဲ့ဟန်ဒရီကစိတ်ပြည့်တဲ့ခံစားချက်ကိုနားလည်ပေးပြီးတော့သူ့ကိုထောက်ခံကူညီမဲ့လူတွေရှိနေတဲ့အတွက်စိတ်အငြိမ်ထားဖို့ပဲလိုရှင်ခဲ့ပါရင်ဟန်ဒရီအဲ့လေကိုအားပေးကအပြေရှားဖို့တိုက်တွန်းခဲ့ပါရင်ရုတ်တရက် LSC မှာအိုင်ဒီယာတစ်ခုရလာခဲ့ပြီး Miss Edinga ကိုဖုန်းခေါ်ပါရင်သူ့အတွက်မိသားစုတစ်ခုကိုလူမှုဥက္ကဋ္ဌဌာနကရှာပေးတာကိုစောင့်ရတာငင်းဝေးလာလို့ သူ့ grain မိသားစုတစုရှာဖို့ဆုံးဖြတ်လိုက်တာပါ။သူ့ရဲ့အကြောင်းအနေမှာမွေးစာမိဘရှာဖို့ online forum တခုစတင်ခဲ့ပြီးတော့လူဝေကိုစာရေးကသူ့ရဲ့ဘဝပုံပြင်နဲ့သူ့เจ้าမှဆက်နေရှင်တဲ့အကြောင်းပြောပြခဲ့ပါရင်သူကသူ့ရဲ့မွေးစာမိဘအနေနဲ့ထပ်ဆောင်တာဝန်တွေရှိမှာမဟုတ်ဘူးလို့အာမခံပါရင်သူ့အတွက်အဲ့ဒီเจ้าမှပဲဆက်လေးလာတင်ယူရှင်တာပဲဖြစ်ပါရင်သူ့ရဲ့ကောင်းမွန်တဲ့အမတ်နဲ့ဟာဘက်တက်ကလို့တက်ရှင်တဲ့ရည်မှန်ချက်ကိုလည်းဖော်ပြပါရင်အဲ့လည်းကကမ္မကောင်းခဲ့တဲ့ကောင်းလေးတယောက်ပါကံကောင်းတာကဒန်နီနဲ့လူစီတို့ဟာသူ့အတွက်အမြဲရှိပြီးခဲ့ပါရင် ဒန်နီကတော့မှသူ့ရဲ့မိဘဝီကိုအဲလက်တာသူရဲ့အိမ်မှာခေါ်ထားဖို့နားရှာပြီမဲ့သူတို့ကတော့ငင်းပါလိလူစီလည်းအဲ့ဒီလိုပဲဖြစ်ပါလိဒါပေမဲ့အဲလက်ကသူ့တင်ငယ်ရှင်တွေကထောက်ပံ့မှုအတွက်ဂျေဆုတင်ခဲ့ပါလိကြောင်းစင်းပြီးတနေ့မှာတော့အဲလက်မွေးစားမိဘဝီဖြစ်နိုင်တဲ့လူဝီစီကနေစာတဆောင်ရရှိပါလိအဲ့ဒီနောက်သူကရစ်ရှန်နဲ့ဂျူလီတို့နဲ့တွေ့ဆုံခဲ့ပါလိသူတို့ဟာအဲလက်ရဲ့ဆက်လန်းကိုအရင်ကြိုက်ပါလိရစ်ရှန်ကစစ်တပ်ထဲမှာရှိပြီးတော့သူ့ရဲ့သားကစစ်တပ်မှာလေ့ကျင့်နေတာကြောင့်အဲလက်အတွက်အခန်းလို့တခန်းရှိပါလိရစ်ရှန်ဟာအဲလက်ရဲ့အသိကိုသိပြီးမဆူဆံပါဘူး သူ့အနေနဲ့ကောင်းမွန်တဲ့ကလေးတယောက်ဖြစ်မှာကိုပဲတည်ရှင်တာပါသူကအဲလက်ကိုမေးခွန်းအနေငယ်မေးပြီးတော့အဲလက်ကသူဟာကောင်းတဲ့ကလေးဖြစ်တဲ့အကြောင်းပြန်လဲအာမခံပါရီသူရဲ့တာပေါ်ကလည်းမိဘမဲ့ကလေးစောင့်ရှောက်ရဌာနကနေမွေးစားခဲ့တာဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောပြပါရီအဲ့ဒါကသူတို့ဟာအဲလက်ကိုခေါ်ထားဖို့အတွက်သဘောတူရတဲ့အကြောင်းရင်းပါကံမကောင်းစွာနေပဲဒါဟာတိတ်ပြီးကောင်းမွန်လုံးတာကြောင့်မယုံနိုင်စရာပါ ရန်နေငယ်ကြမှာရေရှက်ကအဲလက်ကိုနယူးယောက်ကပြောင်းရွှေ့ရတော့မယ်လို့ပြောခဲ့ပါရင်သူကိုအသူခေါ်သွားရှင်ခဲ့ပေမဲ့အဲလက်ကအဲ့ဒီအထက်တန်းချောင်းကနေပဲအောင်မြင်ရှင်တဲ့အတွက်ငင်းလိုက်ပါရင်ကြောင်းပြောင်းမယ်ဆိုရင်တော့ဟာဘက်ပညာသင်စုရဖို့ခက်ခဲသွားမှာကြောင့်ပါအဲလက်နဲ့ရေရှက်မိသားစုဝန်းနေစွာခွဲခွာခဲ့ရပါရင်ရှာဖွေမှုကဆက်လက်ဖြစ်ပွားခဲ့ပြီးတော့အဲလက်ဟာဂျင်းဆွေအဖေစူဆန်းဆွေအမေဂျမ်းဆွေတမီးတယောက်ရှိတဲ့မိသားစုကိုဆက်သွယ်ခဲ့ပါရင်စူဆမ်ကအဲလက်ရဲ့မက်ဆေ့ကိုဖတ်တဲ့အခါမှာဂျမ်းကသူ့အကူအညီလိုအပ်နေတယ်ဆိုတာကိုချက်ချင်းသိသွားလို့ သူ့မိဘဝင်ကိုကူညီပေးဖို့ဖြောင်းပြခဲ့ပါတယ်။ကျင်းမှာအစပိုင်းမှာတော့တွန်းဆုံနေသေးပေမဲ့ကျင်းမြတ်တိုက်တွန်းမှုကြောင့်သူတို့ကနောက်ဆုံးမှာအလက်ကိုရင်းနှီးကျွမ်းဝင်ဖို့အတွက်တဘောတူခဲ့ပါတယ်။မကြခင်ကျမ်ကအဲလက်ရဲ့ Facebook ကိုရှာတွေ့ခဲ့ပြီးတော့သူ့ရဲ့ profile ကိုကြည့်ပြီးတော့စူဆမ်မှာသူ့ကိုတွေ့ခွင့်ရဖို့တဘောတူပါရင်အတူချုံပြောမယ်ဆိုရင်နောက်ဆုံးသူတို့တယောက်နဲ့တယောက်တွေ့ဆုံကြပါရင်ကျမ်ကအဲလက်ရဲ့ဆရာမနဲ့เจ้าမှာတတ်တိုက်ဆိုင်တွေ့ခဲ့ပြီးတော့ အဲလက်အကြောင်းအကြံဖြင့်ကြားခဲ့ရပါသည်သူတို့ကအဲလက်ကိုရှင်းပြခဲ့ပါသည်သူတို့စီမနေမယ်ဆိုတော့အယာကြီးမဟုတ်ပဲရေရှည်ဖြစ်မှာပါလို့ပြောပါသည်အဲလက်ဟာဒီလိုနေရတာကိုအဆင်ပြေတယ်ဆိုပြီးတော့တူပါသည်တနေ့မှာတော့ဂျင်နဲ့သူ့ရမိသားစုကမြို့မမဲကလေးစောင့်ရှောက်ရေးဌာနကိုတွားပြီးတော့အဲလက်ကိုခေါ်ခဲ့ကြပါသည်ဟန်နဝီကအဲလက်ကိုနှုတ်ဆက်ပြီးတော့အဲလက်ဟာသူ့ရကူညီမှုအလုံးအတွက်ကျေးဇူးတင်တဲ့အကြောင်းပြောကြားခဲ့ပါသည်သူတို့ကဂျင်တို့ရဲ့အိမ်ကိုရောက်တဲ့အခါမှာအဲလက်ကိုသူ့ရပရမဆုံးမွေးစားညီမဂျမ်ကနှုတ်ဆက်ပါသည် သူမကမကြခင်ကောလိပ်တော်တော့မှမလို့သူ့ရဲ့အခန်းဟောင်းကိုပေးမယ်လို့ကန့်လန့်ခဲ့ပါတယ် ူမကသူမပြောင်းရွှေ့သွားပြီးတော့မိဘဝီကိုစောင့်ရှောက်ပြီးဖို့လဲအဲလက်ကိုမှကြားခဲ့ပါရီမွေစာမိဘအနေနဲ့ဆူဆမ်ကအဲလက်ကိုသူ့ရဲ့တဏိတာအဖြစ်တရားမျှဝေစီရှင်ပါရီဒါပေမဲ့အဲလက်ကတော့တယောက်ထဲနေရတာကိုကျင့်သားရနေခဲ့ပြီးမိသားစုရဲ့ဟာတယောက်နဲ့တယောက်ဆက်သွယ်ပြောဆိုဖို့လိုအပ်တယ်လို့ဆူဆမ်ကအာဂျီချင်းပြောခဲ့ပေမဲ့လဲသူ့ရဲ့အခန်းထဲမှာပဲအချိန်အများကြီးကုန်ဆုံးခဲ့ပါရီတနေ့အဲလက်ဟန်နရီနဲ့ကာမောင်းတင်နေတုန်းမှာပဲသူ့ရဲ့စိတ်ထဲမှာတကယ်တော့တယောက်ထဲနေရှင်ပြီးဂျင်နဲ့ဆူဆမ်တို့ မိဘလိုပုံစံနဲ့မလုပ်ဘဲနဲ့အိမ်လာခပေးပြီးတော့နေရှင်တာကိုဖွင့်ရပြောပြခဲ့ပါရင်ဟန်နရီကအဲလက်ထားအဲ့ဒီလိုခ ्यु နာမျိုးကိုလက်ခံဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာတိခဲလို့လက်ခံနိုင်အောင်တိုက်တွန်းခဲ့ပါရင်တချိန်တည်းမှာပဲဂျင်နဲ့ဆူဆန်တို့ကလည်းအဲလက်အကြောင်းပြောဆိုဆွေးနွေးခဲ့ကြပါရင်ဂျင်ကအဲလက်ထားသူ့ရဲ့လူမှုဆက်ဆံရေးမှာပိုကျူးစားဖို့လိုနေသေးတယ်လို့ပြောခဲ့ပါရင်ဆူဆန်ကတော့အဲလက်ထားသူတို့ထင်ထားတာထက်ပိုကြီးတဲ့ပြဿနာနဲ့ရင်ဆိုင်နေရတာကိုတိပြီးသူ့ရဲ့ခင်မုန်းကိုနားလည်စေချင်ခဲ့ပါရင်အတူချုံပြောမယ်ဆိုရင်ကောလိပ်ကိုတွားရတော့မှာပါ သူမသွားခင်အဲလက်ကိုသူမရဲ့မိဘဝေကသူမိဘဝေလည်းဖြစ်တယ်ဒါကြောင့်မိသားစုတစိတ်တစ်ပိုင်းပုံစံစပြုမှုဖို့လိုပြီလို့တိရှာပြောခဲ့ပါလိအချင်းချင်းပြောမယ်ဆိုတော့ခရစ်စမတ်နီလာပြန်တော့အဲလက်ကဂျင်ကိုဆူဆန်ဟာသူ့ကိုခရစ်စမတ်လက်ဆောင်ဝယ်ဖို့အတွက်ပိုက်ဆံပေးတာကိုသူမကြိုက်ဘူးလို့ပြောခဲ့ပါလိဂျင်ကသူတို့ဟာအဲလက်ကိုတနာနေတာမဟုတ်ဘူးလို့ပြန်လဲအာမခံပါလိသူတို့ကအဲလက်ဘဝဟာငငယ်ကလေးကခက်ခဲပြီးတော့မတရားခဲ့တာကိုတီးပါလိသူတို့အနေနဲ့အဲလက်သူ့ရဲ့အိမ်မက်တွေအရောက်လမ်းဆေးရှင်တာနဲ့ ဂျင်ကအဲလက်အတွက်ဖခင်ပုံစံဖြစ်မယ်လို့ဂတိပေးခဲ့ပါရင်းအဲ့ဒီကနေမှအဲလက်ကဂျင်နဲ့ဆူဆန်ကိုသူ့ရဲ့အားလုံးရရှိထားတဲ့အမတ်စင်းအားကိုယူစွာနဲ့ပြသခဲ့ပါရင်းသူတို့ကသူ့ရဲ့အမတ်ဒီကိုအံ့အားသင့်ခဲ့ပါရင်းဆူဆန်ဟာအဲလက်ကိုသူ့အမေစီအလေတွားပြီးတော့ခရစ်စမတ်လက်ဆောင်ဝယ်ပေးတင်တယ်လို့အကြံပေးခဲ့ပေမဲ့အဲလက်ကမလိုအပ်ဘူးလို့ထင်ခဲ့ပါရင်းနောက်တနေ့မှဂျမ်ကအိမ်ပြန်လာပါရင်းသူမဟာသူ့ရဲ့မိဘဝင်နဲ့အဲလက်ကိုအရင်လွမ်းနေခဲ့တာပါအဲလက်ကသူ့လိုမျိုးလူစိမ်းတယောက်နဲ့သူမရဲ့မိဘဝင်ကို ဘာလို့မြဝေရှင်ရတာလဲလို့မိတော့ jam ကဒါဟာအရေးမကြီးဘူးလို့ပြန်ပြောခဲ့ပါရီသူမရဲ့မိဘဝေမှာချစ်ချင်းမေတ္တာအများကြီးရှိပါရီပြီးတော့ Elle ကို Christmas မှာ Eliana နဲ့တွေ့ဖို့ဖိတ်ခေါ်ခဲ့ပါရီ Elle ကသူ့အမေအတွက်စားတဆောင်ရေးထားဖူးပေမဲ့ဘယ်တော့မှမပို့ခဲ့ပါဘူးသူ့အမေကအထူးသဖြင့်သူ့ရဲ့အုတ်ထင်းခွင်းကိုဖျက်သိမ်းပြီးတော့စိတ်ဆိုးမှကိုကြောက်ခဲ့ပါရီ jam က Eliana ဟာဘာပဲဖြစ်သူ့ကိုချစ်နေအောင်မှာပဲလို့ပြောခဲ့ပါရီသူမက Elle ကို Eliana ရဲ့နေရာအသစ်စီ သွားစီခဲ့ပေမဲ့ရောက်တဲ့အခါမှာအဲလက်ကအမြန်ပြေးပြီးတော့အစာကိုတခါနားမှာပဲထားခဲ့ပါရီခရစ်စမတ်နေ့ရောက်လာခဲ့ပါပြီဂျင်နဲ့ဆူဆန်တို့ကဂျမ်နဲ့အဲလက်ကိုလက်ဆောင်တွေပေးခဲ့ပါရီအဲလက်လက်ဆောင်ရတော့သူတို့ကိုဂျေစုတင်ပြီးထွက်သွားခဲ့ပါရီဆူဆန်ကအဲလက်ဟာဒါကသူ့ရဲ့ပထမဆုံးအစ်အမန်ခရစ်စမတ်ပွဲဖြစ်နေတာကြောင့်ခံစားချက်တွေနဲ့ပြည့်နေပြီးသူ့ကိုထားလိုက်တာကအကောင်းဆုံးပဲလို့တီးခဲ့ပါရီဒီအတော်အတွင်းအီလီအာနာကအဲလက်ရဲ့စာကိုဖတ်ပြီးတော့သူ့ထားရခဲ့တဲ့ဖုန်းနံပါတ်ကိုခေါ်ခဲ့ပါရီ အဲ့လဖုန်းထဲကနေသူ့အမေအတန်ကိုကြားရတော့အရန်ပျော်ပါရီသူ့ရဘဝမှာဖြစ်ပြနေတာဝေအကြောင်းပြောပြပါရီအီလီအာနာဟာသူ့သားကိုတော့လွမ်းဆိုပေမဲ့အဲ့ဒီအချိန်ကသူတို့စကားပြောခဲ့တာအရန်ကိုတူတောင်းပါရီတနေ့မှာအီလီအာနာအဲလက်ကိုနောက်တစ်ခါဖုန်းခေါ်ပါရီသူမကအရန်ကိုလန့်ပြီးတော့ဘာဝင်ပြောနေတာလဲဆိုတာအဲလက်တော့မှနားမလည်နိုင်ပါဘူးပြီးတော့သူကဟန်နရီကိုဖုန်းဆက်ပြီးတော့သူနဲ့သူသူ့ရဲ့အမေအိမ်ကိုလိုက်ခဲ့ဖို့မေတ္တာရက်ခံခဲ့ပါရီအဲလက်ဟာဂျင်နဲ့ဆူဆန်ကိုမတိအောင်တိတ်တဆိတ်ထွက်လာခဲ့ပါရီ အမေဖြစ်သူအီလီယာနာအင်လာခမှာပေးနိုင်လို့နေရာအစ်စ်ကနေနေထုတ်ခံလိုက်ရတာဖြစ်နေခဲ့ပါရင်ဟန်နရီကအဲလက်ကိုသူ့မွေးစားမိဘဝေအားအမှန်အတိုင်းပြောဖို့တိုက်တွန်းခဲ့ပါရင်ဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့ကိစ္စဟာသူရဲ့ကိစ္စဖြစ်လို့ပဲဖြစ်ပါရင်အဲလက်ကဂျင်နဲ့ဆူဆန်ကိုအနောက်ရှက်ပေးရှင်စိတ်သိပ်ပြီးမရှိပေမဲ့ဟန်နရီကသူ့ကိုကူညီမှာတေချာတယ်လို့ယုံကြည်ပါရင်းနောက်ဆုံးအဲလက်ဟာဂျင်နဲ့ဆူဆန်တို့ကိုအကူအညီတောင်းခဲ့ပြီးသူတို့ကသူ့အမေကိုဈေးဥမှာကူညီစောင့်ရှောက်ခဲ့ကြပါရင်းတနေ့မှာအဲလက်ကသူ့အမေပူကောင်းမလာတာကိုသတိထားမိခဲ့ပါရင်း သူကခဏခဏလာမလေးနေတဲ့အတွက်တောင်းပန်ပါရီသူကသူ့အမေရဲ့ဘွဲလက်မှဒရုန်းယောက်ရဲ့ဓာတ်ပုံနဲ့သူရေးခဲ့ပေးမယ်ဘယ်တော့မှမပို့ခဲ့တဲ့စာရဆောင်ကိုယူလာခဲ့ပါရီအဲလဲအိမ်ပြန်ရောက်တဲ့အခါမှာဆူဆမ်ကနောက်တနေ့ဟာဘက်အင်တာဗျူးအတွက်ဆွေးနွေးတာမြင်ခဲ့ရပြီးသူ့ကိုအားပေးဖို့ကြိုးစားပါရီသူမဟာအဲလဲမြေအခန်းကိုတွားတဲ့အခါမှာအဲလဲကဆူဆမ်ပေးခဲ့တဲ့ချစ်ရှင်အားလုံးကိုတန်ဖိုးမထားမိလို့တောင်းပန်ခဲ့ပါရီသူကအကျင့်မရှိသေးတဲ့အကြောင်းနဲ့အမှန်တကယ်ဆိုရင်တော့ဆူဆမ်ဟာသူ့ကိုယ်တိုင်အမေထဲတော်မှာ ပို့ကောင်းအောင်ဆက်ဆံတာကိုတိနေပေမဲ့စိတ်မကောင်းဖြစ်မိတဲ့အကြောင်းဝန်ခံပါလိမ့်။ဆူဆမ်ကအီလီအာနာကလည်းအဲ့ဒီလိုပဲလှုပ်ရှင်ခဲ့မှာပါ။ဒါပေမဲ့သူ့ရဲ့အခြေအနေကြောင့်မလုံနိုင်ခဲ့တာပါလို့ပြောပါရီး။သူမကအီလီအာနာရဲ့အပြုအမူကြောင့်တခါတလေကြမ်းတမ်းပေမဲ့သူမဟာအဲလက်အတွက်အမြဲတမ်းအကောင်းဆုံးကြိုးစားခဲ့တယ်လို့တေရှာပြောနိုင်ခဲ့ပါရီး။နောက်တနည်းမနဲ့မှာဂျင်ကအဲလက်ကိုအင်တာဗျူးအတွက်နိုးခဲ့ပါရီး။ဒါပေမဲ့အဲလက်ကအမှန်တော့မတွားရှင်ပါဘူး။ သူ့လိုလူတယောက်ကိုဟာဘက်ကလက်ခံမှာမဟုတ်ဘူးလို့ထင်ခဲ့ပါလိမ့်ပြီးတော့သူ့အမေရဲ့ကျမ်းမာရေးကလေးမတိုးတက်တိရကြောင့်ဟာဘက်တက်ဖို့မဖြစ်နိုင်တော့မှကိုလည်းစွန့်ခဲ့ပါလိမ့်သူကလည်းအမေလိုပဲဖြစ်တော့မှကိုပူပန်ခဲ့ပါလိမ့်ဒါပေမဲ့ဆူဆန်နဲ့ဂျင်ကသူ့ကိုအပေါင်းလက္ခဏာဆောင်အောင်ကြိုးစားပြီးတော့အင်တာဗျူးကိုတွားဖို့တိုက်တွန်းပါလိမ့်အတူချုံပြောမယ်ဆိုရင်ဂျင်ကအဲလက်ကိုအင်တာဗျူးအတွက်ကားမောင်းပို့ပေးခဲ့ပါလိမ့်အင်တာဗျူးမှာဆိုရင်အဲလက်ဟာအဓိကအားဖြင့်သူ့ရဲ့ဘဝအကြောင်းကိုအများဆုံးပြောခဲ့ပါလိမ့် နှစ်နိုင်လောက်ကြာပြင်းတော့ LF ကယုံကြည်မှုရနိုင်ခဲ့ပါရင်ဘာကြောင့်လဲဆိုရင်တော့သူအကောင်းဆုံးစူးစမ်းခဲ့တာကိုတိခဲ့လို့ပါအချိန်ကြာလာတာနဲ့အများ LF ဟာဟာဘက်ကနေစာဆောင်ရရှိပါရင်စာအိတ်ကိုမဖွင့်ခင်သူကဟာဘက်ကိုဘလောက်အထိဝင်ချင်းတယ်လဲဆိုတာဂျင်းမဲဆူဆန်းကိုပြောပြရှင်းခဲ့ပါရင်ဒါပေမဲ့မအောင်မြင်ရင်လည်းသူ့အတွက်တကယ်အရေးကြီးဆုံးအရာဖြစ်တဲ့သူ့ကိုအရန်ချစ်တဲ့မိသားစုကရှိနေပြီဆိုတော့ တခြားကောလေးတစ်ခုကိုတက်နိုင်တယ်ဆိုတာကိုလည်းတီးခဲ့ပါရင်နောက်ဆုံးမှာသူစာရေးကိုဖွင့်ပြီးတော့ကန့်ကောက်စွာနဲ့ပဲသူဟာဟာဘက်ကိုဝင်ခွင့်ရရှိခဲ့ပါရင်အချိန်တစ်ခုကြာပြီးတော့ air lab အထက်တန်းကျောင်းပြီးပြီးဘွဲရခဲ့ပါရင်သူ့မိသားစုရဲ့အခမ်းအနားမှာရှိခဲ့တာတင်မကပါဘူးဟန်နရီနဲ့ကာလုတ်တို့ကလည်းရောက်လာခဲ့ပါရင်ကလုတ်ကကောလိတက်နေပြီးအလုံးယုံတစ်ခုမှအလုံးလုံးနေက LM နဲ့ဂတိပြုတ်ခဲ့တယ်လို့ပဲစာကိုဆက်လက်လေ့လာပါရင်းအလီအာနာကလည်းရောက်လာခဲ့ပါရင်းသူမက LM ပို့ခဲ့တဲ့စာကိုဖတ်ပြီးတော့ဒီစာကသူမကို ူမရဲ့ဘဝမှာရှေ့ဆက်ဖို့အတွက်တွန်းအားပေးခဲ့ပါတယ်။သူမကတောင်းပန်ပါတယ်။မကြောင်လဲဆိုတော့အဲလဲပြန်ဘဝခက်ခဲခဲရတာကသူမစီမှာတာဝန်ရှိတယ်လို့ခံစားရလို့ပါ။ပြီးတော့သူမဟာသူမရဲ့မာစတာဘွဲ့လက်မှတ်ကိုပြီးခဲ့ပြီးသူ့ကိုဟာဘက်ကနေဒီပလိုမာရတဲ့အခါမှာပြန်ပေးပါလို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲလဲတယောက်ဟာဘက်ကိုကောလိပ်တက်မယ်လို့ကတိပေးခဲ့တာကိုအောင်မြင်စွာဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။